ချစ်ခင်လေးစားရပါသောမစ္ဆန္ဒရှင်ပြည်သူအပေါင်းကြည်တည်မင်္ဂလာအပြားပြားနဲ့ပြည့်စုံခံကြောင်းပြီးကိုဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့အတူလူအင်ဆန္ဒအားလုံးတလုံးတဝရဲပြည့်ဝပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆသအပ်ပါရခင်ဗျာကျွန်တော်ကတော့မြို့တိုင်းရသဖွံ့ဖြိုးရေးပါတီဘ ਹੁ အလို့အမှုဆောင်ကော်မတီတွဲဖက်အတွင်ရင်မူဥမော်ဝင်းလိုင်ဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင် ကျင်းပပြုလုပ်မည်ပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း၁မှာရခိုင်ပြည်နယ်စစ်တွေမြို့နယ်မေဆန္ဒနယ်မှာဝင်ရောက်ရှင်ပြန်မည်မြို့တိုင်းရင်းသားဖွံ့ဖွဲ့ပါတီကိုစားပြုပြည်သူ့လွတ်တော်ကိုစိုးလေလောင်းတူဦးလေးဖြစ်ပါတယ်ချစ်ခင်လေးစားအပ်ပါတော့မေဆန္ဒရှိပြည်သူအပေါင်းတို့ခင်ဗျာဖွေးစေဘုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီပါတီဆိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုစင်ဆက်မပြတ်ကျင်းပပြုလုပ်ပေးရမည်တာဝန်မှာနိုင်ငံတော်၏တာဝန်ဖြစ်ပါတယ် ပါတီစုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတဆင့်လွှတ်တော်အသီးသီးပေါ်ပေါက်လာမှာဖြစ်ပါတယ်။လွှတ်တော်အသီးသီးမှအစိုးရအဖွဲ့အစင်းစင်ကိုမွေးဖော်ပေးရမှာဖြစ်ပါတယ်။အစိုးရအဖွဲ့အစင်းစင်သည်ဥရေပြူရေးအာဏာအုပ်ချုပ်ရေးအာဏာတရားစီရင်ရေးအာဏာစသောအာဏာသုံးရပ်ကို လက်ကင်ထားလျက်လွှတ်တော်နာထင်းကျင်းပြီးစည်းကမ်းပြဝသောဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရန်ဖြစ်ပါတယ်။ဤကဲ့သို့ စစ်မှန်ပြီးစီကံပြုဝသောဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တည်ဆောက်ရာတွင်တန်ရန်သားလူမျိုးများနှင့်ဖွဲ့စည်းထားသောပါတီများ၏အခက်ခံတာသည်လေအလွန်အရေးကြီးပါကြောင်းတွေ့ရမှာဖြစ်ပါသည်ပါတီများတည်ရှိနေမှသာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်အောင်မြင်မြင်ကျင်းပနိုင်မှာဖြစ်သလိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရှိနေမှလေပါတီများဝေရောက်ရှင်ပြန်ကြမှာဖြစ်တဲ့အတွေ့ ကျွမ်းကိုက်မီကိုင်းကျွမ်းမီအမိတဟဲပြုနေကြတာတွေ့ရမှာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်သူရွေးချယ်တင်မြောက်ပေးသောလွတ်တော်ကိုယ်စားလှယ်များမှာပြည်သူကိုယ်စားလှယ်များပီတရင်လိုအပ်သလိုအလုံးစုံပါဝင်ရင်လည်းလိုအပ်ပါတယ်အသည့်ပညာရှင် အတက်ပညာရှင်ကိုယ်စားလှယ်များလူငွေကိုယ်စားလှယ်များအမျိုးသမီးကိုယ်စားလှယ်များအပြင်တန်ရသားလူနည်းစုကိုယ်စားလှယ်များပါဝင်ရင်လည်းအထုလိုအပ်ပါတယ်အသည့်ပညာရှင်အတက်ပညာရှင်များ တိုင်းပြုပြေပြုဥပဒေပြုပေးနိုင်ရဖြစ်တယ်လို့လူငယ်ကိုယ်စားလှယ်များအနာဂတ်ဆွမ်းအုပ်တူထန်လူငယ်အရေးထက်မြတ်သော လူငယ်များပေါ်ထွန်းရေးအခန်းကဏ္ဍမြင့်တန်ပေးနိုင်ရဖြစ်ပါတယ်အမျိုးသမီးဒန်းတူရင်းနဲ့အမျိုးသမီးထိတ်တန်းခေါင်းဆောင်နေရာရရှိရေးအတွက်အမျိုးသမီးကိုယ်စားလှယ်တိုးမြင့်ပါဝင်လာနိုင်ရန်လိုအပ်ပါတယ်အခြေခံကြသော လူအဖွဲ့အစည်းမှအခြေခံကြသောဒေသများအတွက်လူမှုရေးစီးပွားရေးပညာရေး ကျမ်းမာရေးလက်မဲ့ဆက်သွယ်ရေးကောက်မဲ့ရေးအကောင့်ထေပေါ်ချင်းတိမ်မြုပ်နေသောရုပ်ရည်ရင်ကျမှုထုံးတန့်စင်လာ စာပေအမှုပညာများထိမ့်သိမ့်ခြင်းပေါ်ထုတ်ခြင်းအကောင့်ထေပေါ်ချင်းစသည့်ကန္တများကိုကင်တွေဖြည့်ရှင်းနိုင်ရမှာတန်ရန်သားလူနည်းစုကိုစိုးလေးများသာအဓိကအခန်းကဏ္ဍမှပါဝင် သင့်ပါတယ်တိုင်းဒေသကြီးပြည်နယ်လွတ်တော်၌တန်ရန်သားလွတ်တော်ကိုစိုးလေးတဦးဒင်းနှင့်တန်ရန်သားလူနည်းစု အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကို ဖြည့်ရှင်းရန်လှက်လန်းမမီနိုင်ကြောင်းကိုတတိပြုမိပါကြောင်းထောက်ပြလိုပါတယ်။ချစ်ခင်လေးစားအပ်ပါသောမေဇနာရှင်ပြည်သူအပေါင်းတို့ခမညာယခုအခါပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှပါတီစုံဒီမိုကရေစီအထွတ်ထွေရွေးကောက်ပွဲကို မေပေးပုံစနစ်အသစ်ရွေးကောက်ပုံစနစ်အသစ်များနဲ့စစ်မှန်ပြီးတရားမျှတသောအထွတ်ထွေရွေးကောက်ပွဲကျင်းပပေးမည်ဟုထုတ်ပြန်ထားသည်ကိုသိရှိပြီးဖြစ်ပါလိမ့်မည်။ပြည်သူလက်တော်ရွေးကောက်ပွဲစနစ်ကိုရခင်ပုံစံအတိုင်း မင်းအများဆုံးရသူအကွန်ယူစနစ်ဖြင့်၎င်းအမျိုးသားလွတ်တော်နှင့်တိုင်းဒေသကြီးပြည်နယ်လွတ်တော်ရွေးကောက်ပွဲစနစ်တွင်မင်းအများဆုံးရသူအကွန်ယူစနစ် FPTP နှင့်အထူးခြားကုစားပြုစနစ် PR ကိုရှင်တွဲကျင်းပပေးသွားမှာဖြစ်တဲ့အတွေ့တိုင်းရင်သားမျိုးနွယ်စုများ၏အခန်းကဏ္ဍတစ်စစ်ချုံမြင့်မားလာမည်ဟုမျှော်လင့်ရပါတယ်။ချစ်ခင်လေးစားအပ်ပါသောမင်းစံနိုင်ရှင်ပြည်သူအပေါင်းတို့ခမညိုတိုင်းရင်သားများအနေဖြင့်နိုင်ငံတော်အကျိုး မိမိဒေတာအချိုးမိမိတို့ဤရွရရင်ကျမှုထုံးတန့်စင်လာ စာပေအနုပညာဆင်းသင်လာပုံတမိုင်းထိမ့်သိမ့်ဖော်ထုတ်စာတမ်းပြုစုနိုင်ရေးကိုရည်ရွယ်ပြီး1988ခုနှစ်ကလေးကမြို့ခေါ်ခမည်းအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီကိုတီထောင်လျှောက်ထားခဲ့ပါတယ်ပြည်ထောင်စုရေကောက်ပွဲကော်မရှင်မှ1988ခုနှစ်ဒီဇင်ဘာ22ရက်နေ့ရက်စွဲဖြင့်တရားဝင်နိုင်ငံရေးပါတီတစ်ခုအဖြစ်အတိအမဲ့ပြုခဲ့ပါတယ် မြို့ကော်ခမီးအမျိုးသားညီညွတ်ရေးအဖွဲ့ပါတီကို2015ခုနှစ်ဇန်နဝါရီလ9ရက်နေ့တွင်မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဟု အမည်ပြောင်းလဲခဲ့ပါတယ်။ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မြောက်ဦးမြို့နယ်ပေါက်တော်မြို့နယ်ပုံနှောကျောမြို့နယ်ဘူးရီတောင်မြို့နယ်များကို ကိုစားပြုသော ပါတီတပါတီအဖြစ်ရက်တည်နေစေ ဖြစ်ပါတယ်။ယခုအခါပါတီဤတက်တမ်းမှာ38နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ဤပါတီသည်1990ပြည့်နှစ် ပါတီစုံဒီမိုကရေစီအတွေ့အထိရေကောက်ပွဲတွင်လွှတ်တော်အသီးသီး၌ပါတီကိုစားပြုပါဝင်ရှင်ပြိုင်ခဲ့ပြီးကြောက်တော်မေးစံဒနေ အမက်တမပြည်သူလွှတ်တော်ကိုစိုးလေတူရွေးချယ်ခံခဲ့ရပါတယ်1992ခုနှစ်ဇွန်လတွင်တမနာအင်တော်ဝင်းရန်ကုန်၌ကျင်းပပြုလုပ်သောအမျိုးသားနီလာခံကျင်းပရေးအကြိုညိနှိုင်းအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌတက်ရောက်အကြံပြုနိုင်ခဲ့ပါတယ်ဤပါတီမှ1993ခုနှစ်တွင် စတင်ကျင်းပသည့်အမျိုးသားညီလာခံကြီးတွင်ပါတီကိုစားပြု၅ဦးတက်ရောက်ခဲ့ပြီးညီလာခံပြီးဆုံးသည့်တိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အုတ်တချက်တည်တပွင့်ပါဝင်ခဲ့ပါသည်စိန်ခေါ်မှုများကိုရင်ဆိုင်ကြော်ဖြတ်ရင်းနိုင်ငံတော်ညီဝက်ပြပြရေးလုပ်ငန်းများအေးချမ်းသာယာရေးလုပ်ငန်းများကြည်လက်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများအကောင့်အထည်ဖော်ရာတွင်အားတက်တွေပါဝင်ခဲ့ပါသည် ချစ်ခင်လေးစားအပ်ပါသောမစ္စနရှိပြည်သူအပေါင်းတို့ခမညာဤပါတီအနေဖြင့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကျင်းပပြုလုပ်မိစစ်မှန်ပြီးစည်းကမ်းပြဝသော ပါတီစုံဒီမိုကရေစီအဖွဲ့ရုပ်ကောက်ပွဲအပိုင်းတစ်တွင်စစ်တွေမင်းစန္ဒနေမှပါတီကိုစားပြုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တူရခိုင်ပြည်နယ်မင်းအများဆုံးရသူအကွန်ယူစနစ် FPDB စစ်တွေမင်းစန္ဒနေတော်တနေရာ အချို့ကြကိုစားပြုစနစ် PR နဲ့နေရာပါဝင်ရှင်ပြင်သွားမှာဖြစ်ပါတယ်မြို့သားတန်းဖွံ့ဖြိုးပါတီ၏ပါတီအမတ်တစိမ့်မှာငှက်တော်ငှက်ဖြစ်ပါတယ်ငှက်တော်ငှက်ကို ပါတီ၏အမတ်တစိမ့်အဖြစ်ရွေးချယ်ရခြင်းမှာမြို့တိုင်းရင်းသားများ၏ရှေ့ရိုးရာပုံပြင်အရငှက်တော်ငှက်သည်ဘေးအန္တရာယ်ကင်းရှင်းခြင်းခေါင်းဆောင်မှုပေးနိုင်ခြင်းစီလူညီညွတ်ခြင်းယူသားခြင်းတစ္ဆာရှိခြင်းတီလတိတ်ခါတမာဒီနဲ့ပြည့်စုံခြင်းများကိုဖွံ့ညွှန်းပါတယ် မြို့တိုင်းသားဖွံ့ဖြိုးပါတီဤဆောင်ပုတ်မှာတိုင်းရန်သားအားလုံးနဲ့ချစ်ခင်ရင်းနှီးစွာ အတူရှင်တွဲနေထိုင်ရေးတို့အရေးဖြစ်ပါတယ်ချစ်ခင်လေးစားအပ်ပါသောမစ္စန္ဒရှင်ပြည်သူအပေါင်းအေးချမ်းစွာ မေ့ပေးနိုင်ကြပါစေဟု စုမောင်းကောင်းတောင်းရင်ဤကောင်းချုပ်အပ်ပါရယ်ခမညာအားလုံးကိုကျေးဇူးတင်ပါတယ်